ဒီနေ့တော့ Canton Review လို့ကျွန်တော်တို့ပြောမှာပါစကိုင်းတိုင်း Canton မြို့နယ် Canton ရွာကြီးလို့ပြောလို့ရတာပေါ့ဗျာမြို့နယ်တော့ပလဲမြို့နယ်ထဲမှာပါတယ်ပြင်းထန်တဲ့တိုက်ပွဲဒီကနေ့ဆိုရင်ငါရဲ့၄ရက်မြောက်နေ့ဖြစ်လာနေ့ရက်နေ့တွေကစတိုက်နေတာဖြစ်ပါတယ် Canton မှာ PLA အပါဝင်ဘူပေါင်းတပ်တွေကပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါတယ်ကန်တော့ဟာမုံရွာရင်းမှာပင်ပလဲကန့်ကောနေ့ ရေတကြိုပလဲမြိုင်လန်းကြောပေါ်မှာရှိတာပါတင်ကဘျူဟာအချက်ချာကြတဲ့ဒေတာတစ်ခုဖြစ်ပါတယ်ကန်တော့သတင်းနဲ့ပတ်သက်ပြီးကျွန်တော်နောက်ဆုံးရသတင်းတွေကိုတောက်လျှောက်ပြောနေတာဖြစ်ပါတယ်အရေးကြီးလို့ပါကန်တော့နဲ့ပတ်သက်ပြီးတော့မြေပြင်မှာတချို့ကြားနေရတဲ့သတင်းတွေရှိလို့တချို့ကလည်းအကောင်းမြင်နဲ့ကြားနေရတဲ့သတင်းတွေလည်းရှိပါတယ်ကန်တော့ယက်စကန်မှာပြူစောတိနဲ့စစ်တပ်အင်အားတရာဝင်းကျင်လောက်နေရာယူလာပေမဲ့ ်မြေပြင်မှာတော့ဖက်စစ်တပ်အလူအလဲစစ်ရှုံးနေပါတယ်ဒါပေမဲ့ဝေဟင်ကနေပြီးတော့ဇွန်လ3ရက်နေ့တရက်ထဲမှာဝိုင်တွဲလေရင်နဲ့ကန်တော့ကို၈ချိန်လေချောင်းနဲ့ပုံကျဲပါတယ်အင်မတီနီတဝိုက်ကို2ချိန်ပုံကျဲတိုက်ခိုက်ပြီးဘုံအလုံးအရေအတွက်58လုံးတော့အသုံးပြုခဲ့တော့တွေ့ရပါတယ်ဇွန်လ9ရက်နေ့မှာတော့ဂျက်တိုက်လေရင်နဲ့အင်မတီရွာအနီးကို၄ချိန်ကန်တော့ရွာအနောက်ဘက်မှာ၄ချိန်ပြက်ကတ်တိုက်ခိုက်ခဲ့ပါ ဒီကနေ့ဇွန်လ6ရက်နေ့မှာတော့နာမခကပါရာမော်တာတွေတက်လာပြီးဘုံကျဲမှုတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကန်တောင်းကိုရောက်အောင်တင်ကြရပါလိမ့်မယ်။ကန်တောင်းကိုရောက်အောင်တင်ကြတဲ့နေရာမှာဒီနေရာမှာ PLA ပြည်သူ့လူမျိုးရေးတက်မတော်အပအဝင်ပူပေါင်းတက်တွေရဲ့တေတက်လာပါတယ်တင်နာဂျူဟာရီစွန့်လို့စွန့်စားဝန်းနေထိတ်တွေစိတ်တွေစိတ်တွေနောက်တစ်ချက်က အဲဘယ်လိုပြောမလဲမိကုံရန်ကုံရအောင်တိမ့်နေဆိုတဲ့တော်လေးစိတ်ချက်တွေကိုမြင်ရပါတယ်ကံတော့မှာ PL နဲ့အတူပြည်သူလက်ယုံတက်တော့ချက်တင်တက်မလို့အချာအပီဒီအက်ဖ်ဒီနဲ့အမူရီအော့တရင်တရင်ဖြစ်တဲ့ချက်တင်နဲ့တက်မလို့ကတော့ပါဝင်တိုက်ခိုက်ဖြတ်တောက်ရေးမှကုညီနေတယ်လို့သိရတယ်လို့အချာသောတက်တွေကလည်းအင်မထီးကထွက်လာမဲ့ပြူစောထီးတွေကိုပိတ်ညှက်ကတ် ထားတယ်လို့သိရပါတယ်။အမရီယောကတရင်တပ်ဖွဲ့တွေလည်းအချို့တပ်တွေပါဝင်ကူညီနေတယ်လို့သိရပြီးအချို့တပ်တွေတော့မသိချင်အောင်ဆောင်နေတယ်လို့သိရပါတယ်။အမရီယောကတရင်အမရီယောကတရင်မဟုတ်ရင်တွဲမတိုက်ရဘူးဆိုတဲ့အချို့တပ်တွေကိုလည်းတွေ့ရပါတယ်ကြားရပါတယ်။အဲ့တော့ပလဲနဲ့ရင်းမပင်ဟာ45မိနစ်လောက်ပဲစိုက်ငင်းနေဆိုသွားရခྱི་ပါ ရင်းမပင် KI နဲ့မှာတပ်ပေါင်းများစွာရှိပါတယ်တရင်ပေါင်းများစွာရှိပါတယ်စာလင်းကြီးမှာလည်းတပ်တွေအများကြီးရှိလို့ဂဏီမှာလည်းတပ်တွေရှိတယ်ရင်းမပင်မှာလည်းရှိတယ်ပလဲမှာလည်းရှိတယ်ပလဲလို့မျိုးမျိုးကိုပြချောက်လိုက်လို့ရတယ်ဗျာဒါပေမဲ့ဟန်ချက်ကြီးအတူလက်တွဲတိုက်ပွဲဝင်မှုအားနေနေတာကြောင့်ဒီကနေ့မှာကန်တော့လို့စခန်းမျိုးကို၄ရက်၅ရက်လောက် တိုက်နေရတာကိုတွေ့ရပါတယ်အကြေးသား ရင်းမပင်တွေကတက်တွေအသီးသီးဟာစူသီးညီညွတ်စွာလက်တွဲချိတ်ဆက်မဟာမိတ်ဆောင်ရွက်ဒါမှမဟုတ် joy အရှင်အတူပူပေါင်းဆောင်ရွက်ခါတိုက်ပွဲဝင်နိုင်ကန်တော့ဟာနိုင်ခွက်တဲ့တော့ပြာချလို့ရတဲ့အခြေအနေမျိုးပါစစ်တပ်အားလေကြောင်းပစ်ကူကလွှဲရင်ကျန်တဲ့မြေပြင်မှာခွေရှုံးဝက်ရှုံးရှုံးနေတာအောင်းသိပြီဖြစ်ပါလေကျွန်တော်တို့ကမညင်ညွတ်နေတာပါပြလို့ပဲ အချင်းကြီးအခါခါပြောလိုက်ရှင်ပါလေဒါကြောင့်မို့ရင်းမပင် နေသားများကိုမြစ်တာရက်ခန့်လိုရာကလက်ရှိလူလူကြီးမင်းတို့ထံရောက်နေတဲ့ပတ်စံတွေ MOD ကပေးတဲ့ပတ်စံတွေတနက်တွေဟာပြည်သူအလုံးဝင်နဲ့ဖြစ်ပါတယ်ပြည်သူကလူဒန်းမှုတည်တော်လန်ရေးတော်လန်ရေးကိုလူဒန်းတာ ဖြစ်ပါတယ်ဖက်စစ်ကိုချိန်မုန်းရင်လူဒန်းတာဖြစ်ပါတယ် NUG ကိုလူဒန်းတာမဟုတ်ပါဘူး မင်းအွန်လိုင်းလိုပဲမင်းအွန်လိုင်းတက်သေးရအကောင့်တွေကိုကျွေးနေတာမင်းအွန်လိုင်းပတ်စံနဲ့မဟုတ်ပါဘူးတိုင်းပြည်လူလူရဲ့ပတ်စံတွေပါဒါကြောင့်မို့မိမိဟာတရင်တက်ဖွဲ့ဖြစ်သည်နည်းအလျောက်အမိတ်နာခံရမှာကိုနားလေပြီမဲ့တချို့သောကိစ္စရက်တွေမှာမိမိနယ်မြေလွတ်မြောက်ရေးမိမိနယ်မြေကိုအပြည့်အဝထိန်းချုပ်နိုင်ရေးအတွက်ညီညွတ်ရေးအတွေးခေါ်လက်နက်တပ်ဆင်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအနုအညွတ်မေတ္တာရက်ခံပြောကြပါရစေ။ ကျွန်တော်တို့ဒီ NUG အစိုးရအာဏာရဖို့စစ်တိုက်နေတာမဟုတ်ပါဘူး။ဖက်စစ်တပ်ကိုပြည်ပြချေမှုပြီးပြည်သူလူထုကိုကယ်တင်ရန်တော်လန်တိုက်ပွဲဝင်တာဖြစ်ပါလေ။ဒီတွေးခေါ်မျိုးကိုခိုင်ခိုင်မာမာယုံကြည်ပေးဖို့လိုပါလေ။မိမိတို့နေမြေကတရင်တပ်ဖွဲ့အသီးသီးချိတ်ဆက်ဆောင်ရွက်မှုမိမိတို့နေမြေတွင်းက LPF များနဲ့အတူတကွ joy ရှင်ဆိုတဲ့အတူတကွပူးပေါင်းဆောင်ရွက်မှုတွေများများလှုပ်လာနိုင်လေလေမိမိနေမြေကိုမိမိ စုံမှုထားနိုင်လေလို့ဆိုတဲ့အခြေအနေကိုရရှိမှာမဟုတ်ခဲ့ရင်စစ်တပ်အကြိုက်ပဲပေါ့ဗျာစစ်တပ်အကြိုက်ပဲပေါ့သူကတိုက်နေရင်ငါကမတိုက်ဘူးသူလို့သူလို့ကွာငါမရှုပ်ငါလုံးမဟုတ်ဘူးသူလုံးနေတာဘာမှမဟုတ်ဘူးငါလုံးနေတာမှတော်လိုင်းရေးဆိုတဲ့အတွေးကော်မျိုးဟာစစ်တပ်ကိုအသာစီးရအောင်တွယ်ဝိုက်တော်နီးနဲ့အကူအညီပြုနေတယ်လို့မျိုးဖြစ်တတ်ပါတယ်ရန်သူဟာစက်ကမလန့်လူကြီးမင်းတို့ကိုချိန်မုံရန် ကျွန်တော်တို့ကိုခြေမုံရံတော်လန်ရေးကိုခြေမုံရံစူးစမ်းနေကြပါတယ်။သူ့ရဲ့ဘုံရံသူဟာတော်လန်ရေးဖြစ်ပါတယ်။ကျွန်တော်တို့တော်လန်ရေးသမားတော်လန်ရေးညီကိုတော်လန်ရေးရဲဘော်တွေမှာတော့ဒီအဖွဲတိုက်ရင်ဒီအဖွဲမတိုက်ဘူးဒီနယ်တိုက်ရင်ဟိုနယ်မတိုက်ဘူးအစရှိသည့်ပုံစံမျိုးတွေနဲ့ညီညွတ်ရေးကိုမတီးစောင့်နိုင်ပဲကြားလေသွေးလို့ဝေးကြရင်ဖြစ် ဖက်စစ်တပ်ကိုတွဲဝိုက်တော်နည်းနဲ့အကူအညီပေးနေတယ်လို့ဖြစ်သွားကြပါလိမ့်မယ်။ဒါကြောင့်မို့အချက်ကိုပြောရရင်တော်တော်နဲ့လိုချင်းဒီဗီဒီယိုကိုသခိုင်းမြေကိုပို့ပေးပါရင်းမပင်နဲ့ဒါတွေကိုပြပေးစီချင်ပါတယ်။ရင်းမပင်တွေကအညာတော်လန်ရေးသမားသူရဲကောင်းကြီးများခင်ဗျာ။တရင်တပ်ဖွဲ့တွေယာနဲ့ကြီရှိတယ်ဆိုတာကျွန်တော်တို့သိရှိပြီးသားပါ။ရင်းမပင်တွေကတရင်တပ်ဖွဲ့တော်တော်များများဟာလေ လူမြတ်ကျော်နဲ့ချိတ်ဆက်ဆောင်ရွက်ဖူးတဲ့သူတွေအများပြားရှိပါတယ်။ဒါကြောင့်မို့ရင်းမပင်ခရိုင်ကိုအရင်လော့အောင်တိုက်ကြမယ်။ဘလို့တိုက်ကြမလဲညီညီညွညွနဲ့တိုက်ကြမယ်။ပလဲလိုမျိုးလေးကိုတော်ရင်တက်တယ်ဝိုင်းထားတဲ့ပလဲလိုမျိုးလေးကိုမတိုက်နိုင်ဘူးဆိုရင်ရင်းမပင်ဒါရင်တိတ်ခါကြတယ်ကွာ။ဒါကြောင့်မို့ရင်းမပင်ဆာလင်ကြီးကနီပလဲဆိုတဲ့ညွနဲ့လေးခုနဲ့ရင်းမပင်ခရိုင်ကြီးကတက်တွေဟာ အတူစုပေါင်းကညီညွတ်စွာနဲ့ပြည်သူလူထုဆန္ဒနဲ့အညီကံတော့ကိုတိမ့်ပြလိုက်စမ်းပါဗျာမိကုံရန်ကုံကံတော့ကိုတိမ့်ပြီးဖက်စစ်တက်ကိုခြေမုံကြလို့ရင်းမပင်နယ်သားတွေနဲ့အညာတော်လည်ရေးသမားတွေကိုလေးလေးနက်နက်လူမြတ်ကျော်ကပန်ချရင်ဒီညတော့လောက်ပါပဲအောင်းကျေးဇူးတက်ပါ